Meta Company ဟာ Facebook နဲ့ Instagram platform တွေပေါ်မှာ content တွေခိုးယူမှုကိုကာကွယ်ပေးတဲ့စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Facebook နဲ့ Instagram မှာ content ဖန်တီးသူတွေကို၎င်းတို့ရဲ့ခွင့်ပြုချက်မရှိဘဲ၎င်းတို့ရဲ့ content တွေကိုပြန်တင်တာဒါမှမဟုတ် copy ယူတာတွေကိုကာကွယ်ပေးမဲ့ content production tool ကိုထုတ်ပေးခဲ့တာဖြစ်ပါတယ်။ဒီစနစ်အရ content ဖန်တီးသူတွေအနေနဲ့ Meta ရဲ့ application တွေနဲ့ဝန်ဆောင်မှုတွေမှာ၎င်းတို့ရဲ့ video တွေကိုပုံမထိန်ချုပ်ခွင့်ရရှိစေမှာဖြစ်ပါတယ်။ Content production tool ဟာ မူရင်းဖန်တီးထားတဲ့ဗီဒီယိုနဲ့တူညီမှုရှိနေတဲ့ဗီဒီယိုတစ်ခုကိုတစုံတစ်ယောက်ကထပ်တင်ခြင်းရှိမရှိချေရခံမှုအတွက် Facebook နဲ့ Instagram ကိုအလိုလျောက်စကန်ဖတ်မှာဖြစ်ပါတယ်။ Instagram ပေါ်မှာ reel တစ်ခုကိုတင်ပြီးတဲ့နောက် Facebook ပေါ်ကို share တာဒါမှမဟုတ် Facebook ပေါ်ကိုတရိုက်တင်တာတွေပြုတ်လုပြီးတဲ့နောက် scan စဖတ်မှာဖြစ်ပါတယ်။တကယ်လို့ဒီဗီဒီယိုဒါမှမဟုတ် content ဟာ copy ကိုပြီးတင်ထားတာ ဖြစ်ကြောင်းတွေးရှိခဲ့မယ်ဆိုတာကမူရင်းဖန်တီးသူထံမှ notification တက်လာမှာဖြစ်ပါတယ်။ဒီအချိန်မှာမူရင်းဖန်တီးသူကဘယ်လိုအရေးယူမယ်ဆိုတာကိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။မူရင်းဖန်တီးသူက copy ယူပြီးတင်ထားတဲ့၎င်းရဲ့ဗီဒီယိုကိုကြည့်ရှုသုံးသပ်ပြီး ဒီဗီဒီယိုကိုပိတ်ပင်တာဒါမှမဟုတ်စက်တင်ခွင့်ပေးတာဒါမှမဟုတ်မူရင်းဖန်တီးသူထံတရရရောက်ရှိနိုင်မဲ့ link ကိုထည့်ပေးတာတွေကိုလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပြင် content ဖန်တီးသူတွေဟာ၎င်းတို့ရဲ့ဗီဒီယိုတွေကိုပြန်လည်အသုံးပြုခွင့်ပေးထားတဲ့အကောင့်တွေကို approval list တစ်ခုဖန်တီးပြီးစာရင်းသွင်းထားနိုင်မှာဖြစ်ပါတယ်။ဒီအစည်းအဝေးမှာ content ကိုပိုးပေါင်းဖန်တီးသူတွေဒါမှမဟုတ် main page တွေပါဝင်မှာဖြစ်ပါတယ်။ မကြသေးမီကရီးလိုမျိုးဗီဒီယိုအတူတွေဟာအသုံးပြုသူတွေကြားကြီးရှုမှုနှုန်းအများဆုံးဖြစ်လာခဲ့တဲ့အတွက် content ဖန်တီးသူတွေဟာ၎င်းတို့ရဲ့မူရင်း content တွေကို၎င်းတို့ကို credit မပေးဘဲပြန်လည်အသုံးပြုနေတဲ့အခြေအနေတွေကိုကြုံတွေ့ခဲ့ရပါတယ်။အခုအခါမှာတော့ Meta Company က content ဖန်တီးသူတွေအတွက်၎င်းတို့ရဲ့အထောက်အကူပေးမှုကိုအသေးမပြုခံရစေဖို့နဲ့စစ်မှန်မှုကိုအားပေးထောက်ခံတဲ့အနေနဲ့ content protection tool ကိုထုတ်ပေးခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။